ယနေ့မြမတက်ကျက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ဒီခံပြန်လဲမျှဝေပေးခြင်းဒါကတော့ကျွန်တော်ရဲ့ဆရာဥကျက်ကြီးရဲ့စက်ကတ်နီဘျူဟာနှစ်အကြောင်းကိုကျွန်တော်ဒီခံပြန်လဲ၍မျှဝေပေးလိုက်ပါတယ်မင်္ဂလာပါ ချစ်ခင်လေးစားအပ်သောမြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါမြမတိုက်ကျက်ပညာရက်တွင် မပြောက်ွယ်စီရန်ရည်ရွယ်ချက်ဖြင့်ကျွန်တော်ကြီးခိုင်ကတက်သစ္စာလူငယ်ကျက်ဝါနာရှင်တွင်တည်စီရန်အတွက်ကြီးခိုင် YouTube channel မှယနေ့မြမတိုက်ကျက်ဝါနာရှင်ညီကိုတွင်ကျွန်တော်ကြီးခိုင်ပြန်လည်မျှဝေပေးတင်တာကတော့ ကျွန်တော်ရဲ့ဆရာဦးကျက်ကြီးရဲ့စက္ကန့်ဘီဟာနှစ်အကြောင်းကိုကျွန်တော်ဒီခံပြန်လည်၍ညှောက်ဝေပေးလိုက်ပါတယ်စက္ကတဲ့အခါအလွန်အရေးကြီးပါတယ်ကြက်ဝိုင်းမှာအကြီးအသေးတိယုံနဲ့လည်းအလုံးဖြစ်ပါဘူးအဓိကကုကျက်ဘလို့အခြေအနေရှိလဲအားနေကျက်အာသာကျက်ကိုကိုကိုယ်တိုင်တိမှတစ်ဖက်ကျက် ပြက်ကွက်ကိုချိန်စားပြီးတက်ရတာပဲဥပမာကျက်တူလေကိုကဇာတာကောင်းပြီးနာမည်ရှိတဲ့စမ်းကျက်တစ်ဖက်ကတကယ်ချမ်းမြက်ကျက်ကိုတွားချရင်ကုံမှုများပါလေဒါကကျက်ကတဲ့တစ်ဖက်ကိုအကဲခတ်တဲ့အခမ်းပါမြမတိုက်ကျက်လောကမှာဝါနာရှင်ညီကိုကြီးလည်းတီးတဲ့အတိုင်းကြီးတိုင်းလည်းမနိုင် ငယ်တိုင်းလည်းမရှုံးဆိုသလိုပေါ့ကျွန်တော်ကတော့ကိုကြိုက်တဲ့အပြက်အကွက်တွေးလို့နိုင်ွက်ရှိရင်အကြီးလဲပေးချလိုက်တာပဲဆိုတော့တတိဆလူငယ်ကြက်ဝါနာရှင်ကြီးကိုရီအပြက်အကွက်နဲ့ကြက်ကနီးပြူဟာတွေကိုနားလည်ဖို့လိုပါတယ်ကြက်ခွလန်းတွေကအများကြီးပါကြက်တကောင်နဲ့တကောင် ခွလန်းကွက်ကွက်ချင်းမတူညီကြသလိုတစ်ဖက်သားကိုနိုင်ယူစီမဲ့ကွက်တင်းတိကူတည်ရပါမယ်မိမိကြဟာနာစားဆွဲလို့ခွေရရင်ကောင်းတယ်အောင်မင်းအပြော့ကိုဆွဲလိုက်ရရင်ကောင်းတယ်ဆိုတဲ့ကြမျိုးဟာကိုကအမြင့်ယူတိုင်းနေဆိုရင်တစ်ဖက်သားရဲ့ထိတ်တွေ့ ဝေးတွေမာကင်တီဘူပါတွေ့ရဲ့သားနဲ့ကြက်ကမိရဲ့ကုကြဟာကုရဲ့ကျက်ဆက်ကြက်ကညံပြင်းမှုကြောင့်ကောင်းရဲ့သားနဲ့အကြိုက်မရနိုင်လို့ရှုံးသွားတတ်ပါတယ်ဝေတို့အမောက်တိုင်တို့ကဲ့ရရင်လဲတယ်ဆိုတဲ့ကြမျိုးကိုလေအမြင့်ပေးတိုင်းမိပြန်ရင် အကျဉ်းမရနိုင်တဲ့အတွက်အချိန်နဲ့မကောင်းနိုင်ပါထို့ကြောင့်ဆက်လက်၍ကြက်ကနီဗျူဟာနှင့်ဗီဒီယိုကိုမိတ်ဆွေသင်လေ့လာပြီးရင်တော့ကြက်ကနီဗျူဟာ၃ဗီဒီယိုကိုဆက်လက်၍စောင့်ရပါဒီဗီဒီယိုလေးကိုအစားဆုံးနားဆင်ပြီးမှအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်